ကမ္ဘာပေါ်မှာဟိန္ဒူဘာသာကိုကိုးကွယ်မှုအများဆုံးနိုင်ငံများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့စတဲ့တို့ crazy and ကနေပြီးတော့တင်ဆက်ပေးသွားမှာကတော့ဟိန္ဒူဘာသာကိုကိုးကွယ်မှုအများဆုံးနိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်ဟိန္ဒူဘာသာမှာကတော့တခြားဘာသာတွေလိုဖျားသခင်တစ်ပါးရင်းမဟုတ်ပဲကိုးကွယ်ရာဖျားများစွာရှိပါတယ်ဥပမာအားဖြင့် bread မဆိုတဲ့ဖန်တီးသူဖျား shiva ဆိုတဲ့ဖြတ်သိမ်းသူ ဗစ်ရှနုကကဘာကိုထိမ့်သိမ်းထားတဲ့သူလို့ဖြစ်ပါတယ်။ဒါအပြင်ဒေဝီဆိုတဲ့အမျိုးသမီးနဲ့ဖယားမကိုလည်းအရန်လေးစားကြပါတယ်။ဒါအပြင်ဟိန္ဒူဘာသာကသံဝင်ယုံကြည်သူတွေအတွက် တမတရားနဲ့ကဘာကြီးမှာဘလို့နေသင့်လဲဆိုတာတွေကိုလည်းဦးစားပေးထားပါတယ်။တခြားဘာသာရေးတွေလိုဖျားတပါးရေးကိုတည်းတင်မဟုတ်ပဲနဲ့တတော်များကဖျားမျိုးမျိုးကိုတပြိုင်နက်တည်းကိုးကွယ်ကြပါတယ်။ဝဲတော်တွေကိုလည်းအရန်ကယူတစိုက်ကျင်းပတတ်ကြပါတယ်။ဥပမာဒေဝလီဆိုတဲ့မီထွန်ပွဲ၊ဟိုလီဆိုတဲ့အယောင်မုံတွေပတ်ပြန်တဲ့ပွဲ၊နဝရထရီလိုပွဲတော်တွေကဟိန္ဒူဘာသာဝင်တွေအတွက်အရေးပါလာတဲ့ပွဲတော်တွေပဲဖြစ်ကြပါတယ်။နံပါတ်၅ပါကစ္စတန် ပါကစ္စတန်နိုင်ငံမှာတော့အဟိန္ဒူဘာသာဝင်တွေကလူနေစုအဖြစ်ရှိနေကြပြီးတော့2023ခုနှစ်အမျိုးသားလူဦးရေစစ်တမ်းအရလူဦးရေ၅သမနတ်တန်ခန်းကဟိန္ဒူဘာသာဝင်တွေဖြစ်ကြပါတယ်။ဒီရေအတွက်ကနိုင်ငံလူဦးရေစုစုပေါင်းရဲ့နှစ်သမတိတ်ခုံရခိုင်နှုန်းသာဖြစ်ပါတယ်။ဟိန္ဒူဘာသာဝင်တွေကပါကစ္စတန်နိုင်ငံရဲ့ဒုတိယအကြီးဆုံးဘာသာရေးအဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။အိန္ဒိယဘာသာဝင်တွေရဲ့အဓိကအခြေစိုက်ရာဒေသတွေကစစ်ပြည်နယ်ပန်ဂျပ်ပြည်နယ် မလ်ချက်စတန်နဲ့ချိုင်းဘာပြည်နယ်တို့ပဲဖြစ်ပါတယ်။စစ်ပြည်နယ်မှာကတော့ဟိန္ဒူဘာသာဝင်၄တမ၉တန်းခန့်ရှိပြီးတော့စစ်ပြည်နယ်မှာကတော့၈တမ၈၁ရာခိုင်နှုန်းခန့်ရှိပါတယ်။ ပါကစ္စတန်နိုင်ငံမှာဟိန္ဒူဘာသာဝင်တွေအတွက်အရေးပါလာတဲ့ဘုရားကျောင်းတွေနဲ့ဘာသာရေးပွဲတွေကလည်းရှိပါသေးတယ်။ဥပမာအားဖြင့် Hinglet Radar ပွဲတော်ကမဲလူးချစ်စတန်ပြည်နယ်မှာရှိတဲ့ Hinglet မြို့ဘုရားကျောင်းမှာပြုလုပ်တဲ့ကျင်းပတဲ့ပါကစ္စတန်နိုင်ငံအတွင်းရှိအကြီးဆုံးဟိန္ဒူဘာသာဝင်တို့ရဲ့ဘာသာရေးပွဲကြီးတစ်ခုအဖြစ်ကြော်ကြားပါရယ်။ နံပါတ်၄အင်ဒိုနီးရှားအင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ဘာလီကျွန်းမှာကတော့ဟိန္ဒူဘာသာဝင်တွေကကျွန်းပေါ်မှာရှိတဲ့လူဦးရေရဲ့89.9%ရာခိုင်နှုန်းခန့်ရှိပြီးတော့ဘာလီကျွန်းကအင်ဒိုနီးရှားနိုင်ငံရဲ့ဟိန္ဒူဘာသာဝင်တွေအကြီးအကျယ်ဆက်ရာကျွန်းမြို့လေးတစ်မြို့ပဲဖြစ်ပါတယ် ဘာလီဟိန္ဒူဘာသာကအင်ဒိုနီးရှားနိုင်ငံရဲ့တခြားဒေသတွေမှာတွေ့ရလေးရှိတဲ့ဟိန္ဒူဘာသာနဲ့ကွဲပြားနေပြီးမြန်မာနိုင်ငံမှာရှိတဲ့ဘာသာရေးအယူဆတွေနဲ့လည်းတချို့သောနေရာတွေမှာတွန်ညီမှုတွေရှိပါတယ်။ဘာလီကျွန်းပေါ်မှာဆိုရင်ဖျားเจ้าများစွာရှိပြီးတော့အဓိကဖျားเจ้าကတော့ဘီဆာကီလို့အမည်ရတဲ့ဖျားเจ้าပဲဖြစ်ပါတယ်။ ဒီကြောင်ကပါဠိကျွန်းရဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအတွက်အရေးပါဆုံးအဆောက်အဦတစ်ခုလည်းဖြစ်ပါတယ်။ပါဠိကျွန်းကတဘာဝအလားပါယဉ်ကျေးမှုနဲ့ဘာသာရေးဆိုင်ရာအထူးအင်္ဂါရပ်တွေကြောင့်ခီးသွွားလုပ်ငန်းအတွက် အရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့အပြင်ကျွန်းပေါ်မှာကျင်းပါဠိရှိတဲ့ဟိန္ဒူဘွဲတော်တွေအနုပညာဖျော်ဖြေမှုတွေနဲ့ဖျားကျောင်းတွေကြောင့်လည်းနိုင်ငံခြားခီးသွွားတွေရဲ့အာရုံကိုဆွေးဆောင်ထားနိုင်တာပဲဖြစ်ပါတယ်။နံပါတ်3ဘင်္ဂလားဒေ့ရှ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကတော့ဟိန္ဒူဘာသာဝင်တွေဟာလူနေစုသာရှိနေပြီးတော့2020ခုနှစ်အမျိုးသားလူဦးရေစစ်တမ်းအရလူဦးရေ160ခန့်ရှိပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့800ခန့်နှုန်းခန့်ဟိန္ဒူဘာသာဝင်တွေဖြစ်ကြပါတယ်။ဘင်္ဂလားဒေ့ရှ်ကမွတ်စလင်အများစုနေထိုင်တဲ့နိုင်ငံဖြစ်ပေမဲ့လည်းဟိန္ဒူဘာသာဝင်တွေနေနဲ့လေသမိုင်းတစ်လျှောက်လုံးအရေးပါတဲ့ဘာသာရေးအဖွဲ့အစည်းတစ်ခုအဖြစ်ရှိခဲ့ကြပါတယ် ဒါပေမဲ့လည်းနိုင်ငံရေးအခြေအနေတွေနဲ့အစိုးရအုပ်ချုပ်မှုတွေကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ဟိန္ဒူဘာသာဝင်တွေကလူမှုရေးနဲ့နေစဉ်ဘဝနေထိုင်မှုဆိုင်ရာအခက်အခဲတွေကိုရှင်းဆိုင်ချုပ်လို့ရလျက်ရှိပါတယ်။နံပါတ်1နေပေါ်ဟိန္ဒူဘာသာကတော့နေပေါ်နိုင်ငံရဲ့အများဆုံးကိုးကွယ်ကြတဲ့ဘာသာဖြစ်ပြီးတော့2021ခုနှစ်အမျိုးသားလူမှုရေးစစ်တမ်းအရနိုင်ငံလုံးဆိုင်ရာလူမှုရေး29တန်းကျော်ထဲမှာ 23တန်းကျော်ကဟိန္ဒူဘာသာကိုးကွယ်ကြပါတယ်။နေပေါ်နိုင်ငံကဘယင်စနစ်ကိုဖျက်သိမ်းပြီးတဲ့နောက်သမရစနစ်ကိုဖျောင်းလဲခဲ့ပြီးတော့2008ခုနှစ်မှာယုံကြည်ရဘာသာတရားကိုကိုးကွယ်ခွင့်ရှိတဲ့ဘာသာရေးလွတ်လပ်ခွင့်ရှိတဲ့နိုင်ငံအဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဟိန္ဒူဘာသာကတော့နေပေါ်နိုင်ငံရဲ့အဓိကဘာသာအဖြစ်ဒီကနေ့တိုင်ရှိနေသေးပဲဖြစ်ပါတယ်။နံပါတ်1အိန္ဒိယအိန္ဒိယနိုင်ငံကတော့ဟိန္ဒူဘာသာကိုအများဆုံးကိုးကွယ်တဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံလူဦးရေ80ရာခိုင်နှုန်းခန့်ကဟိန္ဒူဘာသာဝင်တွေဖြစ်ကြပါတယ်။ဟိန္ဒူဘာသာရဲ့သမိုင်းကြောင်းကလည်းတကယ်ကိုရှေ့လျားလာပါတယ်။အိန္ဒိယနိုင်ငံရဲ့ဟိန္ဒူအမျိုးသားရေးပါတီ BJP ကအမျိုးသားရေးကိုအခြေခံထားတဲ့ပါတီဖြစ်ပြီးတော့ဝန်ကြီးချုပ်နရင်ဒရာမိုဒီရဲ့အုပ်ချုပ်မှုအောက်မှာဟိန္ဒူဘာသာနဲ့အမျိုးသားရေးဆိုင်ရာကိစ္စတွေကိုအထူးအလေးပေးလှုံ့ဆော်တဲ့ ပါတီဖွဲ့စည်းပဲဖြစ်ပါတယ်အိန္ဒိယနိုင်ငံဟာဟိန္ဒူဘာသာဝင်တွေနဲ့တခြားဘာသာဝင်တွေအကြားလူမျိုးရေးတဟဇာတာဖြစ်မှုနဲ့ဘာသာရေးလှုပ်လှခွင့်ကိုအလေးထားတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ယက်တီဖို့ရာဦးတည်ထားပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့အဆုံးတွေ့ကြပါစို့ရှင်